မြန်မာနိုင်ငံမှာရှိနေတဲ့ဝန်ဆောင်မှုပိုင်းအတွေ့သင်္ဘောပိုင်ရှင်တွေလုံခြုံအနေရကင်းစွာမောင်းနိုင်ပြီးဝန်ဆောင်မှုပိုင်းနဲ့ဈေးနှုန်းတွေအတွက်ပါရွေးချယ်စရာတခုတိုးလာဖို့ကိုရီးယားအခြေစိုက် KR Glass Company ကရှင်းလင်းပြနေပါတယ် ။မြန်မာပြည်ဖွင့်နေတော့မဲ့ KR Glass ဟာပြည်တွင်းမှာချီပီးသား Glass တွေတဲ့အစင်တန်းချင်းကွာခြားမှုချိလာနိုင်မလား။စိတ်ချလုံခြုံပြီးအနေကင်းစွာမောင်းနှင်သွားလာနိုင်ဖို့ Korean Register for Shipping Glass မှာမပုံတင်ထားတဲ့သင်္ဘောတွေတင်ဆောင်ရမယ့်ဝင်တွေအတွက်သူတို့ရဲ့စံနှုန်းတွေနဲ့ညီမညီတာဝန်ယူစစ်ဆေးပေးမှာဖြစ်ပါတယ်။ ပြည်ထောင်ပုသမဉ္ဇဉ်မှုအစည်းဌာနအနေနဲ့မြန်မာနိုင်ငံမှာမှတ်ပုံတင်ထားတဲ့သမောဒီပုံမှာတင်ဆောင်ထားရမယ့်လက်မှတ်တွေပတ်သက်လို့စစ်ဆေးတာတွေလက်မှတ်ထုတ်ပေးတာတွေအဲဒီကိစ္စတွေကို KR class ကတာဝန်ကျွေးပေးတဲ့ပိုင်း တို့လုတ်ပိုင်ခွင့်တို့လွှဲဖို့အတွက်အဲ့ဒီဟာကိုသဘောတူကြတော့မှထွက်တော့အခု KR class ကလည်းတကယ်ဟို IS member ပေါ့နော် IS ဆိုတော့ပြောတဲ့ International Classification Society member ဖြစ်တဲ့အတွက်သူကလည်းအစင်တန်းရှိပြီးသားပဲအစင်တန်းမှီတယ်ဒီပြင် class နဲ့လည်းတာသလားဆိုတော့အားလုံးတူတူလောက်ပါပဲအကုန်လုံးလိုက်နာမယ် rules တွေရော regulation တွေရောအကုန်လုံးတို့ရဲ့ service တွေအစင်တန်းအားလုံးကတော့တန်းတူပဲရှိပါတယ်အခုအခုအနေနဲ့ကတော့ ship owner တွေအတွက်ကတော့ရွေးချယ်စရာရှိလားရွေးချယ်စရာရှိတဲ့အတွက်ကြောင့်တို့ရဲ့ service ပေးတဲ့လူကိုကောင်းသလားဒါမှမဟုတ်ရှင်စီ င်းနှုံးပိုင်းချိန်မီးတို့ရှိရကူရတာတို့ဘောရွေးချယ်မှုပေါ့အဲ့တော့များလာတဲ့ကြောင့်ရွေးချယ်မှုပိုများလာတော့ရှစ်ပေါ်နိုင်အတွက်အဲ့ဒီအတွက်အကျိုးပိုရှိပါတယ် KR Class ရဲ့ Regional Director ပတ်ရောင်ချွဲကတော့ဆက်ဆံရေးတစ်ခုချိလာပြီးဖြစ်တဲ့အတွက်တစင်ချင်းစီမြန်မာနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ဖို့လည်းရှိနေပါတယ်ဘလုတ်ကန်အခွင့်အလမ်းတွေလည်းရလာမယ့်အကြောင်းခုလိုပြောပါတယ် I think we have a good vision about Myanmar. Myanmar, we now already opened your country, and uh, your shipping business will be uh, become uh, bigger. Then your uh, your government also your uh, marine uh, mariners will buy new ships, any ships, and operating. So we provide them. We uh, assist. we provide help to issue to uh, trading this uh, without any problem this is uh, we are wrong ဖြည်ရင်းချစ်ပင်းလိုင်းတွေများလာဖို့ချိနေတယ်လို့ယူဆနေတာကြောင့်မြန်မာအစိုးရနဲ့သဘောတူညီချက်လက်မှတ်ထိုးဖို့လေးလလောက်အချိန်ယူခဲ့ရပါတယ်။အရင်ကသင်္ဘောလိုင်းအနေနဲ့ရွေးချယ်စရာ glass 5ခုရှိနေပြီးကိုရီးယားကုမ္ပဏီကတော့မြန်မာပြည်မှာ6ခုမြောက် glass လေးဖြစ်ပါတယ်။